ကဲဆရာမိတ်ဆွေဒီ1386ခုနှစ်မှာမကုန်သေးဘူးဗောနော်မကြမီအကုန်တော့မယ်အဲ့ဒီမိတ်ဆွေတို့အနေနဲ့ဒီနှစ်ထဲမှာမိတ်ဆွေတို့ကံကောင်းခဲ့သလားကံညမ်းခဲ့သလားကိုကိုကိုဘယ်လိုထင်လဲခင်ဗျာမိတ်ဆွေတို့1386ခုနှစ်မှာဗုဒ္ဓဘုရားသမီးတွေကဲ Yahoo သားသမီးတွေရောမပါဘူးလားဆိုပါပါတယ်ဘာလို့လဲဆိုတော့အဲ Yahoo နဲ့ဗုဒ္ဓဘုရားဘာကွာလဲဆိုတော့ဥစွာပထမဆရာပြောချင်ပါတယ်ဗမာပြည်ကျင်မှာတော့ခုနှစ်ရသားသမီးပဲရှိတဲ့အတွက်တော့ဗုဒ္ဓဘုရား ုတ်တဖူပေါ့သို့တော့ဆရာတို့ဂျိုရီနက်ခတ်တိန်နဲ့ခွဲတဲ့အခါ Yahoo ပဲဖြစ်တယ် Yahoo ဟာဂျိုရှစ်ခွင့်ရှိမှ Yahoo ရတဲ့အတွက် Yahoo ဆိုတာဘာနဲ့တူတယ်လဲဆိုတော့ဆရာတို့နေကြက်တာမျိုးလာကြက်တာမျိုးဟာ Yahoo ဂျိုပဲအဲတရားမင်းကိုအတူတာကဝင်တိုက်တာလေ Yahoo ဂျိုပဲတတိယဖြစ်တနင်္ဂနွေဂျိုဟာရှင်ပြင်းဆို Yahoo ဂျိုဟာတပုံပဲတရက်ထဲနဲ့ ဥညိုခေမာတုတဝေကြီးเนาะဆိုတော့ဝေကြီးစမတည့်ဘူးလေလက်ရှိပဲကြည့်ပါလားအဲ့တော့ယာဟုဂျိုဟာတနည်းအားဖြင့်ပြောရင်ဒါကြောင့်ထားပါလေဒါဒီကိုဆရာဆက်မပြောတော့ဘူးအဲယာဟုဂျိုလာငါပုတ်ဖမ်းနေဆိုရင်အဲ့ဒါယာဟုဂျိုဖမ်းစားတာပဲတဘောကเนาะအဲ့တော့ထားလိုက်တော့ယာဟုဗုဒ္ဓဘုရားဟောတာသမီးမိတ်ဆွေတွေနေနဲ့အတာကိုပြပြောက်ရှင်နေဆိုရင်ဘာလုပ်ရမလဲဆိုတဲ့ရေဒီယာလေးကိုဆရာကပြောပြပေးမယ် မခက်ပါဘူးခမရအထာကိုပြပြောက်ရှင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ဆရာတို့မြန်မာလူမျိုးတွေမှာရှိကြတယ်လေဆိုတော့နော်မြန်မာလူမျိုးတွေမှာဆိုလို့ရှိရင်ဆရာတို့တကြံကြရင်ပိတ်တရားနာတယ်တကြံတာအိုးလေးထိုးတဲ့အခါမှာအေးအဲ့ဒီနေမှာဗုဒ္ဓဘုရားဟောသမီးမိတ်ဆွေများအနေနဲ့အဲ့ဒီပိတ်တရားကိုနာလိုက်နာပြီးသွားလို့ရှိရင်မိတ်ဆွေတို့အတာအိုးကိုတဖအဲ့ဒီတရက်ထဲမှာပဲဂျိုချစ်ကွင်ရှိတဲ့ဖရာကိုသွားပို့လိုက ဒါဆိုအတာတကြံမင်းကိုပို့လိုက်တဲ့ဘောပဲအဲ့တော့အတာပြောက်သွားပါလိမ့်မယ်ဘာမှမခက်ဘူးနဲ့ဆရာပြောမယ်နော်အတာစားတဲ့မိတ်ဆွေတွေအတာတရားကိုနားဖြစ်အောင်နားပါနားပြီးရဲ့အခါအဲ့ဒီအတာအိုးကိုကို့အတွက်ဆရာတို့ဘာမှလူမျိုးတွေမှာထိုးရတယ်လေအတာအိုးနှစ်အိုးထိုးရတယ်တရားမင်းကြိုတာဗောဒါကတော့ရှေးထုံးလဲမပယ်ကောင်းမှုဈေးသုံးလဲမကြွယ်ကောင်းမှုဆိုတဲ့အတိုင်းအင်္ဂါတွေရမ်းမှန်ပါတယ်ကျေးဇူးတင်ပါတယ်နော်အဲ့တော့ အတာစားတဲ့မိတ်ဆွေနောက်နှစ်ဘောတခုရအောင်သာသမီမိတ်ဆွေတွေနေနဲ့နောက်နှစ်ကြလို့ရှိရင်ဆရာတို့တကြံတရားနာတဲ့အခါမှာတရားနာလိုက်ပါနာပြီးတဲ့အခါအဲ့ဒီဂျိုးချစ်ခွင်ကြီးတင်းငွေတင်းလိုက်ဂျိုးချစ်ခွင်ဖရားမှာအဲ့ဒီတရားထဲအတရားနာပြီးတဲ့တရားထဲမှာပဲမိတ်ဆွေတို့နေနဲ့အဲ့ဒီမိမိအတွက်ထိုးထားတဲ့အတာအိုးကိုဟုတ်ကဲ့ပါခင်ဗျာမက်လစ်လီဟိုအတာအိုးကိုအဲ့ဒီဂျိုးပြေနံပြေဖရားရှိအောင်ပြီးလိုက်ပါ ဲ့ဒါဆိုရင်အတာကိုပျောက်တယ်လို့မှတ်ပြီးတော့နောက်ရက်ကစားအဋိဋ္ဌံဝင်လိုက်ပါခင်ဗျအဋိဋ္ဌံတစ်ဖက်ဝင်လိုက်ပါရပါပြီအဲ့တော့ပြီးခဲ့တဲ့နှစ်ရဲ့ဗုဒ္ဓဘူးရာဟုသာသမိရဲ့အရှင်မျိုးဆရာတို့ပြန်သုံးသပ်ကြည့်အောင်ဒီ1980ခြောက်ခုနှစ်ထဲမှာဗုဒ္ဓဘူးရာဟုသာသမိတွေဟာဒေရှားရဲ့နံပါတ်1ကတော့အဆိုးပဲဖြစ်စေအကောင်းပဲဖြစ်စေထင်ပေါ်တတ်တဲ့ကြော်စောတတ်တဲ့ ကြော်စောခဲ့တယ်အကောင်းမင်းဖြစ်ပါစေအဆိုးမင်းဖြစ်စေကြော်စောခဲ့တယ်ကိုမလက်ထဲရှိတာငွေတထောင်ဆိုရင်ပဝင်းကျင်မှာရှိတာငွေတသိန်းမြင်နေတာမျိုးအဲ့တော့ဗုဒ္ဓဘုရားတာသမီမိတ်ဆွေတွေနေနဲ့ဒီ1086တဲမှာဆိုလို့ရှိရင်မိတ်ဆွေတို့နေနဲ့ဟိုဘာဖြစ်ပြီးအဆိုးပဲဖြစ်စေအကောင်းပဲဖြစ်စေထင်ပေါ်ခဲ့တယ်ကြော်စောခဲ့တယ်နေရာထိုင်ခြင်းအိုးအိမ်ချမ်းမြေနဲ့ပတ်သက်လာလို့ရှိရင်လည်းအပြောင်းအရွှေ့တွေများခဲ့တယ် ဒါအပြင်ဗုဒ္ဓဘုရားတာသမီးရအဆိုးနဲ့ဖြစ်ဖြစ်အကောင်းနဲ့ဖြစ်စေထင်ပေါ်ကြော်စောတတ်တဲ့သဘောဖြစ်တဲ့အပြင်ကိုဗုဒ္ဓဘုရားတာသမီးတွေဟာအစမှာဘာကိုလှုပ်လှုပ်စွနာလို့ကိုဟုတ်မလို့လို့နဲ့အဆုံးသက်ကြရင်နည်းနည်းလေးဝါးသွားတဲ့သဘောလေးတွေတွေ့ရတယ်ဗုဒ္ဓဘုရားတာသမီးတော်တော်များများဟာအဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီနှစ်ထဲမှာဆိုလို့ရှိရင်တေးကြတယ်အဲ ဟိုကိုယ့်ရဲ့ကိစ္စတာဘာသာရေးဆိုင်ရာကိစ္စတွေလူမှုရေးဆိုင်ရာကိစ္စတွေမှာခမများများလိုက်လှုံဆောင်နေရတာမျိုးတွေကိုဆရာတို့တွေ့ခဲ့ရလိမ့်မယ်ဒါအပြင်ဗုဒ္ဓဘုရားဥဒသမီးမိတ်ဆွေတွေနေနဲ့ဒီရက်အဲပြီးခဲ့တဲ့နှစ်ကာလအတော်ဒီမှာဆိုရင်မေရှုတို့အနေနဲ့ဗုဒ္ဓဘုရားဥဒသမီးတွေဟာတေးကြတဲ့ဘာကိုမှရေရရလုတ်ပြနိုင်စရာလမ်းစာမတွေ့ခဲ့တာတော့တေးကြတယ်ပြီးတဲ့အခါကျတော့ကံညံ့လာတဲ့အခါကျလို့ရှိရင်လေထဆင်မကနှစင်သုံးဆင်းလောက်ညံ့လာပြီးတဲ့အခါကံကောင်းလာတော့လေဟောဟိုဆွမ်းနာလို့ကဘာမှဟိုမကြိုးစားဘဲနဲ့ကိုရောက်ရှိလာတယ် ဟုတ်ပြီဆိုတော့ဗုဒ္ဓဘုရားဥဒသမီဒီမှာမိတ်ဆွေတို့အနေနဲ့အစိုးကလည်း90အကောင်းကလည်း90ကတော့တေချာတဲ့ကြုံစုံထဲမှာအသေးချာပဲဖြစ်တယ်ထားလိုက်တော့ဒါတွေကိုဒါဆိုရင်1389မှာကော6ကိုကုန်လို့ခုနှစ်ကြာလို့ရှိရင်မိတ်ဆွေတို့ဘလို့အရှင်ကြီးချိမလဲဆိုတော့ဆရာတို့မကြည့်ခင်မှာမိတ်ဆွေတို့ဒီအရှင်အရှင်ကြီးကနေချလို့စလို့ဒီအရှင်ကြီးကနေချလို့စပြီးတော့မိတ်ဆွေတို့အနေနဲ့1989မှာကံကောင်းအောင်လို့ဆိုရင်မိတ်ဆွေတို့အတာမှာလိုက်ပို့တယ်ဟောနီးဆရာကနော်ဟိုတကြံမှာလည်း ဆွမ်းနာလိုရွှင်းချက်အနေနဲ့ဒကြံမာလေးအတဟိုဆွမ်းနာလိုအတာစားရင်ဘာလုပ်ရမလဲလဲဆရာပြောပြီးသွားပြီဖြစ်တဲ့အတွက်အတာဆိုတဲ့ဘဝကဘာလဲဆိုတော့ကောင်းရင်သူများတန်းနှစ်စားတော့ကောင်းပြီညံ့ရင်သုံးစားလောက်ညံ့တာအတာပဲမှတ်ထားလိုက်နော်အဲ့တော့ အဲ့ဒီခါကျတော့မိတ်ဆွေတို့အနေနဲ့အဲအတာကိုဖြည့်ဖြောက်တဲ့နေကိုလည်းဆရာကပြောပြပြီးသွားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေဘုတ်တဘူးရာဟုသာသမီနဲ့1689မှာကံကောင်းလို့ယခုဆရာတို့နှစ်မပုံနေမှာအဋိဋ္ဌာန်လေးတစ်ခုခုကိုဝင်တာမျိုးဖြစ်စေအဋိဋ္ဌာန်လေးတစ်ခုခုနဲ့အဆုံးသတ်တာမျိုးဖြစ်စေမိမိနိုင်ရာရရှိတဲ့အဋိဋ္ဌာန်လေးတစ်ခုခုကိုလှုပ်ဆောင်ပြီးတော့လှုပ်လိုက်ပါအထူးသဖြင့်မဟာသမယတုတ်ယွတ်တာမျိုးတွေ၂၄ပဋ္ဌာန်းယွတ်တာမျိုးတွေတစ်ခုခုကိုလှုပ်ဆောင်လိုက်ပါဒါဆိုရင်1689 ခုနှစ်မှာတရားတဲ့မိတ်ဆွေဘုတ်တခုရောက်သွားသမီးတွေဟာအညံ့နေကအစိုးကနေပြီးတော့ပြေပြောက်သွားပါလိမ့်မယ်။တရားတာတခုကတော့မိတ်ဆွေတို့အနေနဲ့နှစ်အစပိုင်းမှာလေးလပိုင်းလောက်မှာဆိုရင်ဘုတ်တခုရောက်သွားသမီးတွေဖြစ်နိုင်ရင်ဘာလို့မှအရေးကြီးခွင့်ချက်လုပ်ငန်းတွေကိုမလုပ်နဲ့အတတ်နိုင်ဆုံးတတိထားဆင်ကျင်ပါဒါလေးတခုကိုလည်းဆရာကထမ်းပါတယ်။ကောင်းပြီ။ဆိုတော့1989မှာမိတ်ဆွေတို့ကံကောင်းအောင်လို့ဆရာဟောဇရန်တွေကိုလည်းဘုတ်တခုရောက်သွားသမီးတွေအတွက်တနစ်စာဟောဇရန်ကိုလည်းဆရာကတပုတ်ချင်းစီအသေးစိတ်အဲ ရိုက်ပြီးတော့ဆရာကတင်ပေးမယ်အဲ့တော့အသေးစိတ်ရိုက်ပြီးတင်ပေးလို့ရဆိုတော့ဆရာရဲ့ဗီဒီယိုတွေကိုစောင့်ပြီးတော့ကြည့်ပေးဖို့ဆရာအကြံပေးပါတယ်အထူးသဖြင့် ဘာရင်ညညဘာရင်ဆူဆူ1388ရောက်ရင်ကောင်းတာလေးတွေနဲ့တွားအောင်လို့မိတ်ဆွေတို့ကပြန်ပြီးတော့အစဖော်ပေးလိုက်ခြင်းဖြစ်တဲ့အပြင်ကိုဆရာကဒီရဲ့ light တစ်ခုဟာမိတ်ဆွေတို့အနေနဲ့ addiction လေးတစ်ခုဝင်စီလိုချောင်းနဲ့ဝင်ရမယ့်အဋ္ဌထံကတော့အဆိုးအညံ့တွေကိုကြော်ဖြတ်ပြီးတော့ကောင်းမွန်မှုတွေရောက်ရှိလာအောင်ကံစားတာကောင်းတာတွေရောက်ရှိလာအောင်လို့မိတ်ဆွေတို့အနေနဲ့အဲမိမိတို့အနေနဲ့အဋ္ဌထံဝင်တဲ့အခါမှာဂျိုးတက်လိုက်ဝင်ပါ ။တနင်္ဂနွေသာသမီတွေဆိုလို့ရှိရင်6ရက်ဝင်မှာဝင်ရမယ့်အတိတ်ကံကတော့ဝိစာစရဏသမန်တော်ဖြစ်ပါတယ်ခင်ဗျာ။တနင်္လာသာသမီတွေဆိုရင်15ရက်အတိတ်ကံဝင်မှာဝင်ရမယ့်အတိတ်ကံကတော့ဝိစာစရဏသမန်တော်ပဲဖြစ်ပါတယ်ခင်ဗျာ။ဒီလိုပါပဲအင်္ဂါတွေဆိုရင်အတိတ်ကံ8ရက်ဝင်မှာဝင်ရမယ့်အတိတ်ကံကတော့ဝိစာစရဏသမန်တော်ဖြစ်ပါတယ်ခင်ဗျာ။ထို့အတူပဲဗုဒ္ဓဖူးတွေက18ရက်ဝင်မှာစန္ဒီတွေက10ရက်ဝင်မှာ ဂျဇာပရိသသမိတွေက16ရက်ဝင်ပါယာဟူသသမိတွေက12ရက်ဝင်ပါတောက်ကြသသမိတွေက20နဲ့တရအတိတ်ထံဝင်ပါဝင်ရမယ့်အတိတ်ထံကဝိစာစရဏတမန်တော်ဝိစာအတိပညာစရဏအကျင့်ပညာပါပါကြီးမြတ်တော်မူသောမြတ်စွာဘုရားလို့အတိတ်ပဲရတယ်ဆိုလိုတာကမြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ကိုရည်စူးတဲ့ဂုဏ်တော်ကိုပါရရမှာဝိစာစရဏတမန်တော်ဆိုတော့အတိတ်ထံကိုမိတ်ဆွေတို့ မိတ်ဆွေတို့ရဲ့ဂျိုတက်အလိုက်ဝင်လိုက်ရင်1386မှာဘလောက်ပဲစိုးခဲ့စိုးခဲ့1386မှာဘလောက်ပဲညံ့ခဲ့ညံ့ခဲ့လာမယ့်1389မှာ အညံ့နေကို90ရာခိုင်နှုန်းလောက်ယူပြစ်တယ်လို့တတ်တာသွားမယ်ဆိုတာကိုဆရာကပြောရင်းနဲ့1989မှာကံကောင်းမှုအတွက်ဆိုရင်မိတ်ဆွေတို့အတိတ်ထံဝင်ဖို့ဆရာကပြောလိုပါတယ်။ဘာပဲဆိုခဲ့ဆိုခဲ့ညံ့ငယ်ညံ့ငယ်လောကရန်ဆိုတာအစိုးပြီးရင်အကောင်းကြီးလာမာကတော့အသေးချာပဲဖြစ်တယ်လို့ဆရာကပြောရင်းနဲ့ဒီနေရာပဲရနာပြုပါခင်ဗျာ။ကျေးဇူးတင်ပါတယ်ဆရာငယ်ပါဆရာရဲ့မိတ်ဆွေတွေအားလုံးကာယဒုက္ခစိတ်ဒုက္ခနှစ်ဖြာသောဒုက္ခနဲ့ပြည့်စုံပြီးဘေးပြာမှန်သမျှဝေးကွာကြပါစေခင်ဗျာ။